မင်္ဂလာပါခင်ဗျာ Revolution Burma News Channel ကနေပြီးတော့ဇန်နဝါရီလ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့အမှတ်9336တန်ချက်ကတိုက်ရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဇန်နဝါရီလ25ရက်ညနေပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့တန်ချက်ကကခဏစည်းကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနက9336တန်ချက်ကတိုက်ရင်ကိုဇန်နဝါရီလ25ရက်နေ့မွန်လွဲ3:45မိနစ်မှာ KIA ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ရရှိပြီးဖြစ်ကြောင်းရှေ့တန်းတာဝန်ရှိသူများကိုကိုးကားပြီးတော့25ရက်နေ့ညပိုင်းကကချင်ဘာသာနဲ့ထုတ် ်ပြန်ခဲ့တယ်လို့သိရပါတယ်။တန်ကြာကာက9ဆီးကိုတိတ်ပတ်ရရှိခဲ့ကြောင်းကိုလည်းအတည်ပြုထုတ်ပြန်ထားပါတယ်။ဒါအပြင်စကခ27ခလာရ48တိုင်ရင်းများအပါအဝင်ဘမော်မှာရှိတဲ့လက်ကျန်စစ်ကောင်စီရဲ့တပ်စခန်းများကိုဆက်လက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်မယ်လို့အသိပေးထားပါတယ်စစ်ကောင်စီကလေကြောင်းကနေဘုံကျက်တိုက်ခိုက်မှုများ drone နဲ့အဆက်မပြတ်တိုက်ခိုက်မှုများကိုပြုလုပ်လျက်ရှိတယ်လို့သတင်းများမှာဖော်ပြထားပါတယ် အမှတ်82တန်ကြက်ကစစ်စီအဌာနချုပ်တာဆခမုံရလက်အောက်ခံအမှတ်93 36တန်ကြက်ကတက်ရင်ဗမောကို KI ပူပေါင်းတပ်ဖွဲ့ကဇန်နဝါရီလ24ရက်နေ့ကလေးကဝင်းအောင်စီးနေနိုင်ခဲ့ပြီးတော့တန်ကြက်ကက၄စီးကိုစတင်တိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်ဇန်နဝါရီလ25ရက်နေ့ညနေ4နာရီမှာ KI နဲ့ပူပေါင်းတက်ကတန်ကြက်ကတက်ရင်ကိုအပိသက်တိမ့်ပိုက်ရရှိခဲ့ရာတန်ကြက်ကကစုစုပေါင်း9စီးရရှိခဲ့ပြီဖြစ်ကြောင်းသတင်းရင်းမြစ်ကပြောကြားထားပါတယ် 25ရက်နေ့ကတော့စကခ27ထဲမှာတိုက်ပွဲကဖြစ်နေတယ်လို့သတင်းရတယ်။တချို့တွေစစ်ကောင်စီရဲ့မိသားစုဝင်တွေကလေးတွေအလံဖြူထောင်ကြတယ်လို့ပြောတယ်လို့စီရဲသတင်းအရေးမြစ်ကပြောပါရယ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများကိုမယံမနာပြုလုပ်ရရှိတယ်လို့စီရဲသတင်းအရေးမြစ်ကပြောပါရယ် KAI ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်ဦးကြီးနော်ဘူးကလည်းဇန်နဝါရီလ24ရက်နေ့မှာဗမော်တိုက်ပွဲကို KAI ကထိုးစစ်ကိုအချိန်မြင့်ပြီးတော့ဆောင်ရွက်ခဲ့တဲ့အတွက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်းပြောဆိုထားပါတယ်။ KAI ဟာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာဗမော်မြို့သိမ်းတိုက်ပွဲကိုစတင်ဆင်နွှဲခဲ့ရာရပ်ပေါင်း90ကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့တိုက်ပွဲများလည်းပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူပေးပြီးတော့ခုခံလျက်ရှိရာ24ရက်နေ့တရက်ထဲမှာတိုက်လေရင် 112လေးအများနဲ့အချိန်20ခန်းဗမော်တိုက်ပွဲကိုပြစ်ကူပေးပြီးတော့ခုခံခဲ့တယ်လို့ရှေ့တန်းသတင်းအရေးမြစ်ကပြောပါတယ်။ 25ရက်နေ့မှာလဲဗမော်အခြေဆိုင်အမတ်27ဆက်စီရေးကွက်ကဲမှုဌာနချုပ်စကကခ27အပါအဝင်လက်ကျန်တိုက်ရဲများမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ပြောဆိုထားပါတယ်ဗမော်မျိုးဧရိယာအများစုကို KIA နဲ့မဟာမိတ်တပ်များကရှင်းလင်းထားနိုင်ပြီဖြစ်ကြောင်းကိုစစ်ရေးလေလာသူဦးစောဆန်းကပြောပါတယ်ဒါအပြင်စကကခ27ရဲ့လက်နက်ယုံကိုလဲပြစ်ခတ်ဖြတ်စည်းနိုင်ခဲ့ကြောင်းကနအုပ်တရင်ရရှိထားတယ်လို့ဦးစောဆန်းကပြောပါတယ်ဒါပေမဲ့မြေပြင်ကတော့တီးခြားအတည်ပြုနိုင်ဖို့လိုအပ်နေပါသေးတယ် ်ဒီအပိုင်းအတွင်းမှာတော့ KIA ကတော့စစ်ကောင်စီရဲ့ဗမော်လက်ကျန်စခန်းတွေကိုမရရအောင်အပြတ်ရှင်းနိုင်လိမ့်မယ်လို့ခန့်မှန်းပါတယ်လို့ဥဆောင်ဆန်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြပ်ဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကစစ်ကောင်စီကိုလာမယ့်ဇန်နဝါရီလကုန်မှာ6လထပ်မံတပ်တန်းတိုးမှဖြစ်ပြီးတော့ရွေးကောက်ပွဲကိုလည်း2026ခုနှစ် နှစ်ဆန်းပိုင်းမှာပြုတ်လို့ရန်ဆွေးနွေးပြောဆိုရထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါမဲ့ဇန်နဝါရီလ31ရက်နေ့မှာတပ်တန်းကုံမဲ့အကြမ်းဖက်စစ်ကောင်စီကိုယာယီတမရခံယူထားတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်က6လထပ်မံတပ်တန်းတိုးမှဖြစ်ပြီးတော့ရွေးကောက်ပွဲကိုတော့အခု2025ခုနှစ်အတွင်းမှာပြုတ်လို့ရန်အစား2026ခုနှစ်အတွင်းမှာပြုတ်လို့ရန်ပြောဆိုဆွေးနွေးမှုများရှိနေတယ်လို့သိရပါတယ်။လက်တလုံးအကြမ်းဖက်မင်းအောင်လိုင်ရဲ့သဘောထားအရာ2026ခုနှစ်အတွင်းမှာသာရွေးကောက်ပွဲဖြစ်နိုင်မယ့်အခြေအနေများရှိနေတယ်လို့သိရပါတယ်။ ်ဒီလကုံမှာ6လတက်တန်းထပ်တုံးမယ်2026ခုနှစ်အတွင်းမှာအစောဆုံးဖေဖော်ဝါရီလောက်မှာရွေးကောက်ပွဲလုပ်နိုင်မယ်လို့လောလောဆယ်ဆွေးနွေးမှုတွေအရာသိရတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အချက်မဲ့စက်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်း6လတက်တန်းတိုးလာခဲ့ပြီးတော့အခုလာမယ့်ဇန်နဝါရီလ31ရက်နေ့မှာရှစ်ကြိမ်မြောက်အဖြစ်နဲ့6လတက်တန်းထပ်တိုးမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာအကြံဖတ်မင်းအောင်လိုက်ကခန့်အပ်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုဟာလည်း ကျမ်းမာရေးမကောင်းမှုဖြစ်နေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းဒဂုံစိတ်ကမ်းမြို့နယ်နဲ့တာမွေမြို့နယ်တို့မှာစစ်မှုထမ်းရမယ့်အမျိုးသမီးများစရင်ကိုစတင်ကောက်ယူနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရက်ပိုင်းအတွင်းမှာဒဂုံမြို့တည်စိတ်ကမ်းမြို့နယ်အမှတ်64ရပ်ကွက်အုတ်ချုပ်ရေးမှုခင်မောင်စင်ကစစ်မှုထမ်းရန်အကြုံးဝင်နေတဲ့အမျိုးသမီးများစရင်ကိုစတင်ကောက်ခံနေပြီဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးကောက်ယူရမှာစရင်တွဲလိုက်တာနဲ့အိမ်ဝါရှိနေရမှာဖြစ်ပြီးတော့ထွက်ပြေးမယ်ဆိုရင်ထောင်ချရေးယူခံရမယ်လို့ ထိန်ချောက်ပြောဆိုလာကြောင်းသိရပါတယ်။အုတ်ကြီးခင်မောင်စင်နဲ့အဖွဲ့ကအမျိုးသမီးစစ်မှုထမ်းစည်ရင်းတွေကိုစတင်ကောက်ယူနေပါတယ်။စည်ရင်းတွေကိုလည်းထုတ်ပြန်ပြီးတော့အထက်ကိုတင်မယ်လို့ပြောတယ်။အသက်၁၈နှစ်ကနေအသက်၂၈နှစ်အတွင်းအမျိုးသမီးစည်ရင်းတွေကိုကောက်တယ်။အိမ်တော်စုစည်ရင်းထဲမှာအငဲဆုံးသမီးတွေကအစစည်ရင်းထဲမှာပါကုန်တာမိဘတွေအကုန်လုံးကတော့အယူမီဝိုင်းနဲ့တောကရောက်နေရပါတယ်လို့ဒဂုံစိတ်ကမ်းမြို့နယ်ကပြည်သူတို့ကရှင်းပြထားပါတယ်။လက်တလောဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်အမှတ်၉၄ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကအမျိုးသမီးစည်ရင်းများကိုစစ်မှုထမ်းစည်ရင်းကနေပယ်ဖြတ်လိုပါက ငွေကျပ်380နဲ့ပယ်ဖြတ်နိုင်တယ်လို့ငွေချင်းညိနှိုင်းပြောဆိုလာကြောင်းသိရပါတယ်။အလားတူပဲတောင်ပေမြို့နယ်အတွင်းကြောင်မြောင်းနဲ့တချို့သောရက်ကွက်များမှာစစ်မှုထမ်းရအကျုံးဝင်တဲ့အမျိုးသမီးများစရင်ကိုစတင်ကောက်ယူနေပြီဖြစ်တယ်လို့သိရပါတယ်။ဘယ်အချိန်မှစပြီးတော့စစ်မှုထမ်းရမလဲလို့မေးများတဲ့အခါမှာလဲပြန်လဲဖြေကြားခြင်းမပြုပဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကအမျိုးသမီးစရင်ကိုကောက်ယူခန်းခြင်းဖြစ်တယ်လို့သာပြန်လဲဖြေကြားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေအရအမျိုးသမီးဖြစ်ရင်အသက်18နှစ်ပြည့်ပြီးတော့28နှစ်မပြည့်သေးတဲ့ နိုင်ငံသားတိုင်းကို၎င်းကျွမ်းကျင်တဲ့အမျိုးသားဖြစ်ရင်အသက်18နှစ်ပြည့်ပြီးတော့အသက်45နှစ်မပြည့်သေးတဲ့နိုင်ငံသားကို၎င်းကျွမ်းကျင်တဲ့အမျိုးသမီးဖြစ်ပါကအသက်18နှစ်ပြည့်ပြီးတော့အသက်35နှစ်မပြည့်သေးတဲ့နိုင်ငံသားကို၎င်းဆိုလိုကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းတောင်စီဆိုင်မြို့အရှိတ်ဘတ်ချန်တိုက်ပွဲအတွင်းမှာစစ်ကောင်စီကအစိတ်ပါတဲ့လက်နက်ကြီးတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ24ရက်နေ့မှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်မပောက်ကွဲသေးတဲ့လက်နက်ကြီးတစ်လုံးကို PNL က2ဖို့ရရှိခဲ့ပြီးတော့အဲ့ဒီလက်နက်ကြီးပေါ်မှာအစိတ်လိုရေးသားထားသလို အစိတ်ထွက်ပေါက်လဲပါဝင်တယ်လို့သိရပါတယ်စစ်တပ်ကပြစ်ခတ်လိုက်တဲ့အစိတ်ငွေကိုရှုမိတာကြောင့် PNL ရဲ့တပ်သားတချို့ဟာအရေးပြားရာရန်တာအပြင်းထန်ဖြားနာတာနဲ့မူဝေအော့အန်နာတွေကိုခန်းစားခဲ့ရတယ်လို့ PNL ရဲ့ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရံကရှင်းပြထားပါတယ် သူတို့အစိတ်သုံးလာတာကအလုံးပေါင်းများစွာရှိပါတယ်ဒါကမကွဲလို့ကျွန်တော်တို့တူဖို့ရရှိတဲ့တလုံးမှာအဲ့ဒီအစိတ်ငွေတွေကိုရှုံပြီးလို့အပြင်းထန်ဖျားနာတာတွေရှိတယ်အရေးပြားရရနာစတဲ့ယောဂလက္ခဏာတွေခံစားရတဲ့ရဲဘော်တွေလည်းရှိတယ်လို့ရှင်းပြထားပါတယ်စစ်တပ်နဲ့ PNO ကအင်အား900ကျော်နဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စီဆိုင်မြို့နယ်မှာ နေတိုင်းလိုလိုတိုက်ပွဲတွေပြင်းထန်နေပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအယောက်200ထက်မနည်းသေဆုံးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်စစ်တပ်ကလက်နက်ကြီး drone မီးလောင်ဘုံးနဲ့လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူ4000ကျော်ဟာတော်ရဲတောင်ထဲကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့ထီဆောင်ကြီးရွာကလူနေအိမ်60ကျော်လဲထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မဟာအောင်မြေသာဇံမြို့နယ်၂၂လမ်းလမ်း၈၀နဲ့၉၀လမ်းကအောင်မြေမန္တလာဘောလုံးကွင်းနဲ့ကပ်ရက်ရှိတဲ့အိမ်ငန်းပေါင်း၁၀၀ကျော်နဲ့ဘာထူးကွင်းပတ်ပတ်လည်မှရှိတဲ့ဈေးဆိုင်ကမ်း၁၃၃ငန်းအပါအဝင် အင်ဂျင်နဲ့ဆိုင်ကမ်းပေါင်း250နီးပါးကိုအကြမ်းဖက်ဆက်တက်ကနိုင်ငံတော်ပိုင်မြေအဖြစ်နဲ့စိုင်းမုတ်ထောင်ပြီးတော့လာရောက်ဖြတ်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ25ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်ဆက်သားများထွေအုပ်ရဲစီပင်မိသက်တပ်ဖွဲ့ဝင်အများပြားနဲ့အင်ဂျင်များကိုနိုင်ငံပိုင်မြေမကျူးကျော်ရဆိုတဲ့စာရန်ပါတဲ့စိုင်းမုတ်များကတ်ထားပြီး တို့ပြအပြရောင်များနဲ့ပိတ်ဆို့လိုက်ခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများထံကသိရှိရပါတယ်။အောင်မြင်မန္တလာဘောလုံးကွင်းပပတ်လေမှာရှိတဲ့အင်ဂျီ100ကျော်ကိုစစ်တပ်ကလက်ရောက်ရှင်းလင်းပြီးတော့ဖျက်ဆီးသွားပါတယ်။ဘာထုကွင်းပပတ်လေကအင်ဂျီ150နီးပါးစုစုပေါင်း250နီးပါးကို စစ်တပ်နဲ့ပြူစောတိတွေကလာပြီးတော့ဖျက်ဆီးသွားတယ်။နောက်လာ၁၀ရက်နေမှာလဲအထက်က၁၀ဘောလုံးဝဲအနီးမှာရှိတယ်။အင်ဂျီတွေကိုလည်းရှင်းလင်းမယ်ဆိုပြီးတော့လိုက်လံကြေညာနေတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးပို့တိုင်ကြားထားပါရယ်။အခုလိုမျိုးအကြမ်းစစ်တပ်နဲ့အပေါင်းပါများကအင်ဂျီနဲ့ဈေးဆိုင်ကမ်းပေါင်း250နီးပါးကိုဖျက်ဆီးလိုက်တဲ့အတွက်ပြည်သူလူထုတွေဟာအိုးမဲ့အိမ်မဲ့နဲ့အခက်အခဲများစွာဖြစ်နေတယ်လို့ဒေသခံပြည်သူများကပြောပြထားပါရယ်။ ဘာသူအာကစားခွင့်ပတ်ပတ်လဲမှာရှိတဲ့ဈေးဆိုင်ခန်းများကိုဖယ်ရှားရှင်းလင်းရန်အတွက်2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစာထုတ်ပြီးတော့ဈေးဆိုင်ပိုင်းရှင်များကိုဖယ်ရှားခန့်ခဲ့ခြင်းဖြစ်ပြီးဇန်နဝါရီလ25ရက်နေ့မှာတော့လာရောက်ပြီးတော့ဈေးဆိုင်ခန်းများကိုဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ